ဆရာကြီးမြတ်မကြီးဟာအလွန်ရှက်တတ်တဲ့လူတယောက်လို့လူမှုတော်မှာရဲ့ပြည်သူ့ချစ်သောအမှုပညာသင်များစာအုပ်ထဲမှာဖတ်ရပါတယ်။ဆရာကြီးဟာအပြင်မှာလဲနောက်တက်ပြောင်းတတ်တဲ့သူတယောက်မဟုတ်ပါဘူး။ဒါပေမဲ့ဆရာကြီးရဲ့တခြင်းတွေထဲမှာတော့ဟာသညံနဲ့အရှင်းဖောက်ထားတဲ့စာသားတွေကိုအများအပြားတွေ့ရတတ်ပါတယ်။အတိအခန့်ရေးသားထားတဲ့စာသားအမှုအယွအလှအပတွေထဲမှာအရှင်းထက်ဖောက်တာမျိုးကိုလည်းတွေ့ရတတ်ပါတယ်။ဒါ့အပြင်ဆရာကြီးရဲ့တခြင်းလေးတွေထဲမှာ ဇက်ွက်ကလေးတွေလည်းပါလိရှိပါတယ်ရှိတောင်းလေးရောင်အမြင့်ဆောင်တောင်းမြင့်မောချိုချင်းစကြလုံးလုံးသူတင်လို့ရှိပြလဲဝေးအနဝါ ှင်းထဲမှာတော့မိန်းကလေးတွေကိုအကြိုက်လိုက်ပြောတတ်တဲ့လူတစ်ယောက်ပါပါတယ်ကျွန်တော်တို့ရှေးဗမာ စာအဖွဲ့တွေထဲမှာ အာကာကိုလွှာပုံပြုပါလို့မေယူကိုရဲစုတ်တန်ချီတမုတ်မီးဖြော်လို့ချစ်တာတွေစားစီကုန်းရရင်ဆုံးဆမမြင်လို့ဆက်ဆိုလေးရှိပါတယ်ကောင်းငင်ကြီးကိုစာရွက်လို့မြင့်မိုတောင်ကိုစုတ်တန်လုပ်ပြီးတမုတ်ရာကြီးကိုမြင်ဖြော်ပြီးတော့ချစ်တဲ့အကြောင်းတွေကိုစာစီကုန်းရေးဖွဲ့ရင်တောင်မှစုံနိုင်မှာမဟုတ်ပါဘူးလို့ချက်ကားတင်စားပြီးတော့ပြောတာပါဆရာကြီးရဲ့လူကတော့အဲ့ဒီထက်ပိုပါသေးတယ် မြေပြင်ပေါ်မှာ8400ယူဇနာရေအောက်မှာ8400ယူဇနာရှိတဲ့မြစ်မိုတောင်ကြီးကိုတောင်မှသူကချိုချင်တကြားလုံးလောက်ပဲထင်ပါတယ်တဲ့ပင်လယ်သမုဒ္ဒရာကြီးကိုတော့ရှာလဘက်ရေလောက်ပဲထင်တယ်လို့ဆိုပါတယ်ရှာလဘက်ရေဆိုတာဒီနေ့ခေတ်မှာတော့အသုံးတော်တော်နည်းသွားပြီဖြစ်တဲ့ဖြော်ရည်တစ်မျိုးပဲဆိုပါစို့ဗျာမင်းလိုချင်လို့ရှိရင်ဒူဝင်ကျဲကိုစခုပေးရပေးရပေးပါမယ်ဆိုတာကတော့တမျိုးကြတင်စားနေပါဆရာကြီးရဲ့လူကတော့ဒူဝင်ကျဲကိုလောက်လေးနဲ့ပြစ်ပေးမယ်လို့ဆိုပါတယ် ဲဒီလောက်ပဲလားဆိုတော့ကြတော့လည်းမဟုတ်သေးပါဘူးတိထက်ပိုပါသေးတယ်ပါကားပဲစီးရင်စီးရင်နောက်ဆုံးမောကတလောက်ထဲတွင်ကြည်ထားလိုက်ပြုံမင်းရင်အရင်လမ်းထိမပေါက်ခင်လူရမြင်မြင်ရောက်ချင်းကြုံကြောမမင်းတော်တော်တိုင်စီနိုင်တဲ့ရင်ရင်တနေ့ရင်ဦးကချိုးရင်အကျိုးချနဲ့ ဘာကားပဲစီချင်းစီချင်းနောက်ဆုံးပေါ်ကက်တလောက်ထဲမှာကြိထားလိုက်ပါတဲ့ခုချက်ချင်းဝယ်ပေးမှာလားဆိုတော့မဟုတ်ပါဘူးအိုင်ယလန်တီပေါက်မှာဝယ်ပေးမှာပါအိုင်လန်တီမပေါက်ခင်မှာလိုတဲ့နေရာကိုမြ мян ရောက်ချင်လို့ရှိရင်တော့တနေ့ကိုရေကိုးကချို့ထားတဲ့ကြုတ်ကြောပေါ်မှာတက်စီလို့ရှိရင် သွားချင်တဲ့နေရာကိုရောက်အောင်ပို့ပေးအောင်မှာပါတဲ့ကြီးမရှိအောင်ပို့ထားတဲ့နေရွက်နှစ်ဖက်ကိုတော့စတီယာရင်လို့သဘောထားနိုင်ပါတယ်တဲ့ ဒီလိုအရင်မျိုးဟာဆရာငင်းကိုယ်တိုင်ကသူ့ဆရာပါလို့ဝန်ခံထားတဲ့နန်းတော်ရှိဆရာတင့်စီကများရထားသလားလို့ထင်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာတင်ရေးတဲ့တချင်းတွေထဲမှာလည်းအဲ့ဒါလိုဟာတာမျိုးကိုတစ်ခါတလေမှဖြုတ်ကနေဖြတ်ကနေတွေ့ရတတ်လို့ဖြစ်ပါတယ်။နာမည်ကျော်ဝိတာခာတချင်းကိုလူတော်တော်များများနားထောင်မှုကြပါပါ။ ဆိုတော့မမရင်ကိုလာပိုးနေတဲ့လူငယ်လေးကရွယ်တူလို့ထင်ရအောင်အသက်ကြီးတဲ့ပုံစံပေါက်အောင်သူ့ကိုယ်သူခေါင်းပေါင်းကြီးပေါင်းပြီးတော့လာတတ်ပါတယ်တကယ်တော့ရွယ်တူမဟုတ်ပါဘူးตาမိလောက်တောင်ကွာပါတယ်ဆိုတာကိုဆရာတင်ကအခုလို့ဖွဲ့ပါတယ် ရှင့်ဖေငငယ်တုန်းကကျမကိုအမျိုးမျိုးပိုးခဲ့ပြီမဲ့ကျမနဲ့ဖူးစာမပါလို့မညားခဲ့ရပါဘူးတဲ့ရှင့်ဖေနဲ့ရှင့်မေမင်္ဂလာဆောင်ရတော့အဲ့ဒီမင်္ဂလာဆောင်မှာမြရင်တောင်မှကခဲ့ရပါသေးတယ်တဲ့အတီလိုလိုနောက်တလိုလိုနဲ့တောထားတဲ့အတော်မျိုးပါဗမာရှိတ်စပီးယားလို့ပြောလို့ရှိကြတဲ့ဆလေဥပုံညာရဲ့အဖွဲတွေထဲမှာလဲအဲ့ဒါလိုအဖွဲမျိုးတွေ့ရပါတယ်ရေတဲ့ပြတ်ဆက်တဲ့မှာစတုံးတော်ကြီးတမာသီးနှင့်ခါးစည်းဝက်လဲချုပ်ဆပြဲကို တဲအနှစ်တွေလူမြင်သမျှစိတ်ပြက်အောင်လှပါတဲ့မရည်တယ်လို့ရေးထားပါတယ်ရေးတဲ့မိမဟာစရုံးတော်ကြီးနဲ့တဲ့စရုံးတော်ကြီးဆိုတော့ဘယ်လောက်ကြီးတယ်လဲဆိုတော့တမာသီးလောက်လို့ပြောပါတယ်စရုံးတော်ကြီးလို့လည်းပြောသေးတမာသီးလောက်လို့လည်းပြောထားပါသေးတယ်ခါးစည်းဝတ်လဲချုပ်ဆပြဲကိုတဲအနှစ်တွေလို့ဆိုပါတယ်ခါးစည်းတဲ့ဝတ်ဟာချုပ်ရိုးကပြဲနေလို့အဲ့နဲ့တွေ့ပြီးတော့တဲထားရပါတယ် လူမြင်သမျှမှာစိတ်ပြက်အောင်လှပါတဲ့မတ်ရည်တယ်ဆိုတော့လှတယ်လို့လဲဆိုသေးစိတ်ပြက်တယ်လို့လဲဆိုပါသေးတယ်ဆင်းရဲလွန်းတဲ့ဘဝကိုအခါတဲ့နဲ့တေယောထားတဲ့ဆလီဥပုံညာရဲ့တေယောခွဲဖြစ်ပါတယ်ညစာမနဲ့စားရရက်မှာတော့မျက်သီးရောရာ မရင်းဆိုတဲ့စံအိုတာကိုယရနာချင်းမောင်ငပိအလင်းစီမစင်းတဲ့ဟင်းများနောင်နဲ့အာကောင်ကိုဆွတ်မဝင်မချင်းလေချောင်းကိုဆင့်ပြလျင် အတင်းသာတွေ့ရတယ်ခါဝတ်လဲမှာ မျက်မြင်မှာပဲဥစ္စာပြည့်စုံဒနာကုံနှင့် ကုံလုံးပြီးချင်းမသိမ့်ဖြစ်မှာဘူးလူစင်းရဲ့မမတ်ပါနဲ့အမိငယ်ဒီဘက်မှာတေယောချက်က ပိုလို့တောင်မှပြင်ပါသေးတယ်မြက်သီးတွေရောနေတဲ့မင်းစံစံအိုတာနဲ့ချမောင်ရထက်မှာငပီအရှင်းမပါစီလုံးဝမစင်းတဲ့ဟင်းတကာတို့ရဲ့နောင်တော်ကြီးဖြစ်တဲ့ရတနာချမောင်ဟင်းကိုစားနိုင်တဲ့သူမျိုးလူစင်းရဲ့လို့များတော့မှတ်မှတ်လိုက်ပါနဲ့လို့ဆိုထားတာပါသူ့ချမောင်ဟင်းကို ဟင်းမြနောင်လို့ပြောပါတယ်ဟင်းတကာတို့ရဲ့အကိုကြီးနောင်တော်ကြီးလို့ဆိုထားတာပါဒါမျိုးတွေကိုမြမစားပေးမှာအဝဇန်လို့ခေါ်ကြပါတယ်ဆရာကြီးဥတော်မြင့်ရဲ့ပါဠိတဲ့ဝါရဗေဒမှာအဝဇန်ကိုနှစ်နဲ့ပေးထားတယ်ဗျတခုကတော့ပါဠိအတိုင်းလာတဲ့ပါဠိမှာပါတဲ့ရင်းမြစ်နဲ့ပါပဲချိန်ချိန်ချင်းနှလုံးသွင်းခြင်းအဝိဇ္ဇံစိတ်ဆိုပြီးတော့ပေးထားပါတယ်ဒါကတော့ ပါရီမှာလာတဲ့တကယ်သူအ내ပေါ့ဒါပေမဲ့ကျွန်တော်တို့မြန်မာကြတော့အဲ့ဒီဟာလေးကိုဘယ်ထိရောက်သွားလဲဆိုတော့စကားကိုစီကပတ်ကုန်းပြောနိုင်ခြင်းဆိုပြီးတော့စီကပတ်ကုန်းပြောတာကိုပဲယူရပြကျွန်တော်တို့သုံးနေကြတာအဲ့ဒါလေးနဲ့သုံးနေအဝတ်သန်းရှင်နဲ့ဆိုရင်ညံရှင်နာတို့ဘာလို့လဲကျွန်တော်လူတွေတက်ရောက်သွားတာပေါ့အဲညံရှင်နဲ့ဆိုရင်နေပြီးတော့ရှင်နာပေါ့ဗျာရှင်ရှင်မြူးမြူးပြောတတ်တဲ့စကားလို့အဲ့လို အတိတ်ပဲတက်ရောက်ပြီးတော့သွားတာပေါ့ဆရာကြီးဥထွန်းတင်ရှင်းပြတာပါဆရာကြီးမြို့မငိအဝဇန်းရွှေမုံလေးတခုကိုအခုပြောပြရစီမိုးရသည်မှာတရားမင်းနဲ့အတူရာတို့စစ်ခင်းကြလို့မိုးရွာတယ်လို့ဘာသာရေးစာပေတွေမှာ ပြောတတ်ကြပါတယ်အဲ့ဒါကိုတခုပန်းတခြင်းနဲ့မှာဆရာကြီးကတခန်းတနာ ဖွဲ့ဆိုပါတယ်ဆပ်ပကြီးကားကြီးတစ်ချက်ချဲမုံးတလို့ကိုအမှုစိတ်ချဲမုံးတာပါအဲ့ဒါလို့အကြီးကျယ်ချဲမုံးပြီကမှတရားမင်းကအတူရာရဲ့တမိကိုယူထားတာဆိုတော့ဒါဟာ တမက်နဲ့ရောက်ခမရံဖြစ်ကြတာပါလို့ဟာသနှောပြလိုက်ပါတယ်နေတိုင်းမင်းတခေါ်တွင်ကြီးမာတကြနဲ့အတူရာတမက်နဲ့ရောက်ခမပေါကြလို့လဲအာမရနိုင်ရှာဒါ